မမကြီးကောင်းချော်ရီတွေကိုကြောင်ထိုးရအောင်မယ် OKO တိုက်ဆက်ပြရဲ့အစွမ်းတွေကိုထုတ်ပြလိုက်တဲ့အမျိုးသမီးပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် Famous Ali News ကနေပြလဲကြိုဆိုလိုက်ပါတယ်ကဘာပေါ်မှာနမကြီးကောင်းချော်ရီတွေအားလုံးထက်ပိုကောင်းတဲ့ကောင်းချော်ရီတစ်မျိုးကိုထုတ်ပြလိုက်တာကတော့မြန်မာနိုင်ငံပဲဖြစ်ပါတယ်မြန်မာနိုင်ငံကတိန်ဟဲစလွန်ပိုင်ရှင်မသိန်းဟာအမျိုးသမီးတွေရဲ့စံသားတွေကိုပိုသားလေးလိုနူးညံ့ပျော်ပြောင်းဤဆက်ပြီးတော့ညံ့ညောဖြောင့်ဆင်းသွားစေမယ့်စီနီတစ်မျိုးကိုဖော်ဆက်ပြလိုက်တာဖြစ်ပါတယ် ဲ့ဒါကတော့အဝိရှော်အိုးတိုက်ဆက်ပြ OK နဲ့ခေါင်းလျှော်နေပါဒါကြောင့်လေအားလုံးကအံ့အားသင့်ပြီးတော့လူပြောများနေရဖြစ်ပါတယ်မြမမျိုးသမီးတွေရှေးခေတ်မှာကလေးကစံကေတာကိုတော်တော်လေးတန်ဖိုးထားခဲ့ကြပါတယ်အထူးသဖြင့်မိန်းမတို့ဖုံစရုံးလို့တောင်မှဆိုရိုးစကားရှိခဲ့ရပါတယ် ဒါကြောင့်လည်းမြန်မာအမျိုးသမီးတွေဟာသပင်အလှအပကို အထူးဂရုစိုက်ကြပါတယ်။အရင်ရှေးခေတ်ခါမှာတော့မြန်မာအမျိုးသမီးတွေဟာကောင်းလျှော်တဲ့ခါမှာတယောကွန်မွန်အမွေးနှမ်းသားတွေနဲ့သဘာဝအတိုင်းကောင်းလျှော်ကြပါတယ်။ဒါကြောင့်လည်းမြန်မာမိန်းကလေးတွေရဲ့စံကေတာတွေကတော်တော်လေးကိုလှပပြီးတော့ကြပြားရိစာတွေနဲ့အမှတ်ကျောက်တင်ခံခဲ့ရတာပါ။ ဒီနေ့ခေတ်ကလာမှာတော့မြမအမျိုးသမီးတွေဟာ Fenty Beauty ဘာညာတရက်ကနေချာကွာစိတ်ခေါင်းလျှော်ရည်တွေနဲ့ခေါင်းလျှော်ကြပါတယ်။ဒါပေမဲ့လည်းအခုတခါမှာတော့ကဘာကျော်ခေါင်းလျှော်ရည်အားလုံးထက်တာလွန်နဲ့စီနီးကိုမြမနိုင်ငံကအလှဖန်တီးရှင်တဦးကပြသလိုက်ပြီးဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးဘရင်တော်လမ်းမကြီး52ရပ်ကွက်မှာ ဖွင့်လှစ်ထားတဲ့တိန်အလှပြင်ဆိုင်ပိုင်ရှင်မသိန်းကဒူးစက်နဲ့ခေါင်းလျှော်ကြီးစီးနီးကိုပြသလိုက်ပါတယ်။အဲ့ဒါကတော့ဗီဒီယိုအစမှာပြောခဲ့သလိုပဲ OKO တိုက်စက်ပြနဲ့ခေါင်းလျှော်တဲ့နီးပါ။ OK စက်ပြဆိုတာကမြန်မာနိုင်ငံကလူတွေနေ့စဉ်တော်တော်များများသုံးကြတဲ့စက်ပြဖြစ်ပါတယ်။မြန်မာနိုင်ငံကလူတွေဟာ OK စက်ပြခရင်နဲ့အတူအိုးခွက်ပကံတွေစေးကြောတာအဝိလျှော်တာတွေစသဖြင့်လုပ်ကြပါတယ်။တခါတလေဆိုရင်အိမ်ကျန်းပြင်တိုက်တာအိမ်သာစေးတာတွေကားစေးတာတွေပါအသုံးပြုကြပါတယ်။ဒီလိုမျိုး OK စက်ပြနဲ့မှမိမသားရဲ့သပင်ကိုလျှော်လိုက်တာကတော့မြောက်တကုံကတိမ်အလှပြပြင်းဆိုင်ပိုင်ရှင်မတ်တိမ်ဖြစ်ပါတယ်။တိမ်အလှပြပြင်းဆိုင်ရှင်အမျိုးသမီးဟာအိုဂီစက်ပြခရင်ကိုပဲစီစစ်စစ်နဲ့ရောပြီးရင်တွေးနဲ့ပေါင်းခံပြီးတော့အဲဒီနောက်မှာသူ့ဆိုင်ကိုခေါင်းလာလျှော်တဲ့လူတွေကိုအတုံးပြုပေးနေရဖြစ်ပါတယ်။အဆိုပါမျိုးသမီးရဲ့အဆိုအရတော့အိုဂီစက်ပြခရင်ကိုပဲစီစစ်စစ်နဲ့ဆိုင်ပြီးတော့ခေါင်းလျှော်လိုက်မယ်ဆိုရင် စပင်ကပိုးသားလေးလိုနူးညံ့ဤဆက်သွားမယ်လို့အာမခံပြီးတော့သုံးနေတဲ့သူတွေကိုလည်းလက်တွေ့ပြသနေရဖြစ်ပါတယ်။ဒါပေမဲ့လည်းလူတွေကတော့အိုဂီဆက်ပြနဲ့ခေါင်းလျှော်ပြီးတော့စပင်တွေပိုးသားလေးလိုနူးညံ့ပြီးနောက်ဆုံးအပိုင်းပိုင်းပြက်ကဂရုံးမဖြစ်မှမှတ်မယ်လို့ဝေဖန်နေကြပါတယ်။လူတွေအသုံးပြုဖို့ထုတ်ထားတဲ့ခေါင်းလျှော်ဆက်ပြကြီးဆိုတာကလူရဲ့ခန္ဓာကိုယ်အရေးပြားနဲ့ထိရင်ဘေးအန္တရာယ်မဖြစ်အောင်နူးညံ့တဲ့စပင်တွေကိုအားဖြစ်အောင်တည်ထွင်ပေးထားတာပါ။ဒါပေမဲ့လည်းအိုဂီဆက်ပြဆိုတာကအိုးတိုက်အဝိလျှော်ကြမ်းတိုက်ဖို့ထားတဲ့ ဲ့ဆက်ပြအကျန်းဖြစ်ပါတယ်ဒီလိုဆက်ပြအကျန်းစားနဲ့ဖြစ်လို့စံသားတွေခဏတာနူးညံ့တာဖြစ်နိုင်ပေမယ့်နောက်ဆုံးတော့သပင်းတွေကျိန်းတွေပြတ်စည်းမယ်လို့ပြောနေကြတာပါဒါပေမဲ့အဆိုပါအမျိုးသမီးကတော့ OK နဲ့လျှော်ရင်သပင်းတွေတစ်စက်လေးမှမပြတ်စည်းကြောင်းအာမခံထားပြီးတော့လာရောက်စမ်းသပ်ကြဖို့အတွက်တိုက်တွန်းထားပါလိမ့်ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေအနေနဲ့ OK ဆက်ပြနဲ့ခေါင်းလျှော်တဲ့ကိစ္စပေါ်မှာမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားခဲ့ပါအောင်ရှင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။